ခုချင်းနေသူတွေအဲမှာစာလောက်ရမှာပြင်းနေသူတွေပါလားပါရယ်ဆိုလို့ရှိရင်တော့ဒီနေ့မှာကျွန်တော်ကိုယ်တိုင်လှုပ်ဖြစ်တဲ့ပေါ့နော်စာလောက်ရမှာပြင်းတဲ့စိတ်ကိုကြော်လွားတဲ့နီလေးကိုမျှောက်ပြီးတော့มาဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်စာလောက်เสียရှိလို့ရှိရင်ပေါ့နော်စာလဲလှုပ်ရမယ်ဒါပေမဲ့စာလောက်ရမှာလည်းပြင်းနေဆိုလို့ရှိရင်ကျွန်တော်မလုပ်လဲဆိုတော့ဖုန်းကိုမတုံးမိအောင်ပထမဆုံးအနေနဲ့လှုပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တွေကခက်ခဲတဲ့အရာတစ်ခုပေါ့နော်ဒီစာလောက်ရမှာလိုမျိုးခက်ခဲတဲ့အရာတစ်ခုနဲ့ကြုံတဲ့အခါမှာ ကျွန်တော်တို့ကစိတ်ကိုလန်းလွဲလေးရှိရပေါ့နော်အထူးသဖြင့်ဒီဖုန်းကလည်းအကောင်းဆုံးနေရာတစ်ခုဖြစ်တယ်စိတ်ကိုလန်းလွဲဖို့ဆိုရင်ကျွန်တော်တို့ social media တွေအကြ ాయి တုံးနေဒါမှမဟုတ်ကိုလည်းတကယ်မကြည့်ချင်မယ်နဲ့ပေါ့နော်အဲ့လိုမျိုးအာဒီ YouTube video တွေကြည့်ရဲဒီ social media တွေတုံးနေစသဖြင့်ဒီ distraction တွေအများကြီးရှိနိုင်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ကပထမဆုံးအနေနဲ့ဖုန်းကိုမတုံးမိအောင်လို့ဖုန်းထဲမှာကျွန်တော်ရဲ့ဖုန်းထဲမှာ Forest ဆိုတဲ့ app လေးထည့်ထားတယ် ပြီးသွားလို့ရှိရင်ကျွန်တော်ဆက်လုပ်ရမယ့်တနာရီဆိုလို့ရှိရင်တနာရီအချိန်မှတ်ပြီးတော့မှအဲ့ဒီတနာရီအတွင်းမှာကျွန်တော်ဖုန်းကိုမတုံးတော့ဘူးပေါ့နော်ဒီ forest မှာအပင်လေးစိုက်လိုက်တယ်စိုက်ပြီးတော့အဲ့အခါမှာတော့ကျွန်တော်စာစလုပ်တယ်ပေါ့နော်စာစလုပ်တဲ့အခါမှာလည်းဆက်လုပ်ရမှာကိုပြင်းနေဆိုလို့ရှိရင်နောက်ကနေပြီးတော့ background music လေးဖွင့်ထားလို့ရတယ်ဥမာအပြင်ဆိုလို့ရှိရင်ကျွန်တော်ဆိုရင်အလုပ်လုပ်တဲ့အခါရင်ဒီ jazz music လေးဖွင့်လေးရှိတယ်စာလုပ်တဲ့အခါမှာဆိုရင်တော့ကျွန်တော် ဒီကျွန်တော်ကြိုက်တဲ့စက်ကားတွေကပေါ့เนาะအဲ့လို theme song လေးတွေဖွင့်နေရှိတယ်ဥပမာအဖြစ် Hey Water theme song ပုံစံမျိုးပေါ့เนาะဒါမျိုးလေးတွေဖွင့်နေရှိတယ်ဒါကလည်း psychology အရာကြည့်မယ်ဆိုလို့ရှိရင် conditioning လို့ခေါ်တယ်ပေါ့เนาะကျွန်တော်တွေကအလုပ်တစ်ခုကိုလုပ်တိုင်းဒီသင်းကိုဖွင့်နေတယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာဒီသင်းကိုကြားတာနဲ့ကိုအလိုလိုဒီအလုပ်ကိုလုပ်ရှင်လာတယ်ပေါ့เนาะစိတ်ကကျွန်တော်ဆိုလို့ရှိရင်ဒီ jazz music ကိုအလုပ်လုပ်တဲ့အခါတိုင်းလို focus လုပ်တဲ့အခါတိုင်းဖွင့်ထားတော့နောက်ပိုင်းကျလို့ရှိရင်လို jazz ဖွင့်လိုက်တာနဲ့ကိုကျွန်တော်လို focus လုပ်ဖို့အတွက်ပိုလွယ်ကူသွားတယ်ပေါ့နော်ဒီတော့စာလုပ်တဲ့အခါတိုင်းလို့မျိုး background music အထူးသဖြင့်ဒီ lyrics မှာပါတဲ့ music တွေပေါ့နော်စာသားမှာပါတဲ့ background music လေးတွေဖွင့်ပြီးတော့လုပ်လို့ရပါတယ်နောက်တစ်ခုကတော့ဒီစာလုပ်ပြီးတဲ့အချိန်မှာကိုဘာလုပ်မလဲဆိုတော့ reward လေးတွေကိုပါတတ်မှတ်ထားရင်ပိုကောင်းတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင် ဒီစာမလုတ်ခင်ကတည်းကငါစာလုတ်ပြီးတော့ရင်တော့ဗန်ပုံလေးစားမယ်ဆိုပြီးတော့ခုကိုအမြားခေါ်ထားတယ်ပေါ့နော်အဲ့တော့စာလုတ်ပြီးတဲ့အခါမှာဒါကိုကျွန်တော်ကိုကျွန်တော်ဒီ reward ပေးတဲ့အနေနဲ့ကျွန်တော်ကြိုက်တဲ့မုံစားတယ်ပြီးတော့လို့ရှိရင်ကျွန်တော်လုတ်ရှင်တဲ့အရာတခုခုပေါ့နော်ဥမာအဲတခြားပြမစာအုပ်ဖတ်တာပဲဖြစ်ဖြစ် game ဆော့တာပဲဖြစ်ဖြစ်ပေါ့နော်ကိုကြိုက်တဲ့အရာတခုကိုကျွန်တော်စားလုပ်ပြီးတဲ့အခါတိုင်း reward ပေးတဲ့အနေနဲ့လုပ်တယ်ပေါ့နော်အဲအဲ့ဒီအခါမှာကျွန်တော်တို့စားလုပ်ရတာက အာစားလို့ရတာတော့ပျော်စရာမကောင်းဘူးကွာဒါပေမဲ့စားလို့ပြီးသွားတဲ့အခါမှာကိုလှုပ်ရှင်တာကိုစားချင်တာစားရတဲ့အတွက်ကြောင့်မလို့ဒီပျော်စရာကောင်းတဲ့အရာတခုလာတော့မယ်လို့ကျွန်တော်တို့စိတ်ကိုအဲ့လိုမျိုးလှည့်စားလိုက်တယ်လို့မျိုးဖြစ်တယ်ပေါ့နော်အာဒီနီလန်းနဲ့ကျွန်တော်တို့ စိတ်ကိုလှည့်စားပြီးတော့စားလို့ရမှာပြင်းတဲ့စိတ်ကိုကျော်လွှားလို့ရပါတယ်အရေးကြီးတာကခုနလိုမျိုးလို forest မှာပေါ့နော်တနာကြီးတက်မှတ်ထားရဆိုလို့ရှင်အဲ့တနာကြီးအတွင်းမှာတခြား website တခြားပေါ့နော်ဖုန်းတော့မတုံးတော့ပါဘူးဒါပေမဲ့ laptop ကနေပြီးတော့ browsing နေအဲ့လိုမျိုး youtube တွေအဲ့လိုမျိုးရှောက်ကြည့်နေတာမျိုးပေါ့နော်ဒါမျိုးတွေတော့မလုပ်ဖို့လိုပါတယ် အာပြီးတော့တနအီဆိုတာများတယ်ဆိုလို့ရှိရင်လည်း9ဝက်စီခွဲလောက်ကြည့်ပါတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ attention span ကအဲ့လိုမျိုး9ဝက်ဝင်းကျင်လောက်ကိုပဲအဲ့လိုတော်တော်များများအအောင်ဆိုင်နိုင်နေပေါ့နော်ကျွန်တော်လည်းအဲ့လိုတနအီဒါတတ်မှတ်ထားပေးမယ်အဲ့လို9ဝက်ချားတစ်ခါအဲ့လို9ဝက်အအောင်ဆိုင်တယ်အအောင်ဆိုင်ပြီးတော့ခဏပေါ့နော်ကိုယ့်ကိုယ်အနားယူတယ်အနားယူတယ်ဆိုတာကဒီဖုန်းသုံးတာတော့မပါဘူးပေါ့နော်တခြားအဲ့လိုမျိုးအာ လမ်းလေးထွက်ချောက်လိုက်တာမျိုးရေးသွားတောက်တာမျိုးပေါ့နော်ဒါမျိုးလေးအနားယူတယ်အနားယူပြီးတော့အာစာနိုင်ဝက်ဆက်လောက်တယ်ပေါ့နော်ဒါမျိုးလေးလောက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စာလောက်ရမှာပြင်းတဲ့စိတ်ကိုအာကျွန်တော်အတွက်တော့ဒီနီလန်းလေးကအထောက်အကူဖြစ်စေတယ်ပေါ့နော်ဆိုတော့အခုကြည့်နေတဲ့သူတွေအတွက်လည်းအကျိုးတစုံတရာရမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ဗျဘိုင်ဘိုင်ပါ